မင်္ဂလာပါရှင်။ဘာမခစ်တဲ့တဲ့ရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုအချိန်မှစပြီးနောက်ဆုံးရသတင်းများကိုဆက်လက်စီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးသတင်းအနေနဲ့နေပြည်တော်ကိုဘို့ပြုတ်ရယနေ့နနက်အစောပိုင်းငလင်းလှုပ်ခတ်ခဲ့ပြီးပြည်သူများနဲ့နန်းစီဒီယံဝန်ထမ်းများထိတ်လန့်တုန်လှုပ်ဆွဲတဲ့မဲ့ဖြစ်ပါရရှင်။နေပြည်တော်ကိုဗဟုပြုရင်ရှနေနဲ့နဲ့အစောပိုင်းငလင်းလှုပ်ခတ်ခဲ့ပြီးပြည်သူများနဲ့နန်းစီတန်ဝန်ထမ်းများထိတ်လန့်တုန်လှုပ်ခဲ့ကြောင်းဝန်ထမ်းများနဲ့ပြည်သူများထံမှစုံစမ်းသိရှိရသည် ရှနေဧပြီလ14ရက်နေ့နနက်2:32မိနစ်အချိန်နေပြည်တော်တက္ကိနတီရင်မြို့နယ်အနေရှိမြေအောင်အနက်9.6ကီလိုမီတာကိုဗဟိုပြုရေရစ်ချစတာစကေ4.9အစင်းနဲ့အင်အားအသင်းနဲ့ရှိသည့်မြင်းကလေးတစ်ခုထပ်မံလောက်ခတ်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတရင်ထုတ်ပြန်သည် ဒီမနက်အားလုံးအိမ်မောကြာနေတဲ့ချိန်ငလင်းလှုပ်တာအတော်ကိုသိတာရင်အဲ့ဒါအကုန်ကိုထပြေးရတာဒီတစ်ခေါက်လှုပ်တာကလည်းအတော်ကိုကြမ်းပါတယ်ငလင်းလှုပ်ပြီးတော့အပြင်မှာပဲထွက်ပြီးငုတ်တုတ်ထိုင်နေရတယ်ဟုနေပြည်တော်ရွှေကြပင်ရုပ်ကမှပြည်သူတူကရှန်ကုန်ခေတ်တဲ့တဲ့ရင်ဌာနတန်းတို့ပြောဆိုသည် နေပြည်တော်မှနန်းစီရံဝန်နဲ့အများစုကလည်းရှင်းနေနေပိုင်းလောက်ခတ်သွားခဲ့သောငလင်ကြောင့်ဝန်နဲ့မိသားစုများထိတ်လန့်တုန်လှုပ်ကြကြောင်ပြောဆိုကြသည်စစ်ကောင်စီမိုးလီဝတာနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရရှင်းနေဧပြီလ14ရက်နေ့နနက်2:32မိနစ်အချိန်တောင်တွင်းကြီးမြို့၏တောင်ရှိတောင်ဘက်ဆန္ဒမိုင်ခန့်အကွာအနက်7ကီလိုမီတာခန့်ကိုဘို့ပြူရီအင်အားရီချက်စတာစကိတ်ငါအစင်ရှိအင်အားတင်းတင်းရှိသောမြင်းကလေးတစ်ခုလှုပ်ခတ်သွားခဲ့ကြောင်သိရှိရသည် ဒီမနက်2:33မိနစ်ချိန်တောင်နှင်းကြီးမြို့ပေါ်မှာလဲစက္ကန့်20ကျော်လောက်တိတိတသားလှုပ်ခတ်သွားတယ်ဟုတောင်နှင်းကြီးမှပြည်သူတို့ကပြောဆိုသည်အလားတူပင်ရှမန်းနေဧပြီလ23ရက်နေ့မြန်မာစံတော်ချိန်ည7:16မိနစ်ချိန်မောင်းမယ်မြို့ဤအရှိတောင်မဲ36မိုင်ခန့်ကွာအနက်10ကီလိုမီတာခန့်ကိုဗဟုပြည့်၍အင်အားရစ်ဂျစတာစကေ3.9အစဉ်ရှိအင်အားအနေငယ်ရှိသောမြင်းကလေးတစ်ခုလဲလှုပ်ခတ်သွားခဲ့ကြောင်းမိုးလေဝသနှင့်ဇလဘေဒညွန်ချမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားသည် ဆလဘေးစကိုင်းငလင်ကြပြည်သူထောင်ချီတိတ်ဆုံးခဲ့တော်လဲနေပြည်တော်တွင်မင်းအောင်လိုင်ကတကြံပွဲလုပ်ပြောပါဆိုဝင်နှင့်စစ်ဘိုလ်ချုပ်များအလုံးတနကအလိန်ခံခဲ့ကြပြီးတပ်ပုံနှင့်ဗီဒီယိုများပြင်ပသို့မပြန့်စေရန်တားမြစ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းငလင်ကြီးကြောင့်ပြည်သူထောင်ချီတိတ်ဆုံးခဲ့ပြီးအပြည့်စည်ကြီးမားခဲ့တော်လဲအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်နှင့်စစ်အရာရှိကြီးများမှနေပြည်တော်တွင်တကြံပွဲပြုလုပ်ပြောပါကြသောစစ်ကောင်စီကတရင်ထုတ်ပြန်ထားသည်။ မေအောင်လိုင်းဆိုဝင်အောင်လင်းတွေပါဝင်ထိတ်တန့်စေရရှိခြင်းများမှာဧပြီလ13ရက်နေ့နေပြည်တော်မြို့တော်ဝန်မန်းတန်းနေပြည်တော်လမ်းလျှောက်သစံတို့ကိုတွားရောက်ဖွင့်လှစ်ပြီးရေဘက်ခန်းချင်းအလားပြကားများဖြင့်လှည့်လည်ပြသမှုကိုကြည့်ရှုခြင်းရေဘက်ကစားခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရသည် နေပြည်တော်တွင်တနက်ခါလင်းတရုပ်ဖော်မှုများပြုလုပ်ခဲ့ရရင် မင်းအောင်လိုင်းမှာအပါဒုစစ်ကောင်ဆောင်ဆိုရင်အပါဝင်ဘူဇုံများအလိုင်းပါများတွင်တနခါအလိန်ခံခဲ့ကြပြီးရှင်တနခါအလိန်ခံထားရသည့်ဆိုဝင်နှင့်ဘူဇုံများ၏ဓပုံများကိုပြန့်နှံ့ခြင်းမပြုစေရန်စစ်ကောင်စီကတားမြစ်ခဲ့ကြောင်းသိရှိရသည်။ တချို့ကလွေရင်ကျန်တဲ့ဘူချုပ်တွေအလုံးကမျက်နှာမှာတနက်ခါရဲအလိန်ခံခဲ့ကြပါတယ်။အဲ့ဒီဓာတ်ပုံတွေကိုတော့ပြင်ပကိုပြပြပြမြင်ကြီးဓာတ်ပုံတွေထွက်သွားတာမျိုးမလုပ်ဘူးတားမြစ်ထားပါတယ်ဟုနေပြည်တော်စစ်ဘက်တရင်ရင်မြကပြောဆိုတယ်။အကြံဖက်မင်းအွန်လိုင်းမှာရှခုတကြံကာလအတွင်းနေပြည်တော်နဲ့ပြည်ဦးလင်းတို့တွင်တွားရောက်နေထိုင်မိဖြစ်ကြောင်းသိရှိရသည်။ ရှကုဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်ရကတော့လိုအပ်လျင်နေပြည်တော်အထူးချီတက်နိုင်ကြောင်းချင်းညင်အောင်ပြောရေးဆိုခွင့်ရှိသူစလိုင်းတင်မီဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါရခြင်း People Spring ဤသတင်းဌာနနဲ့တည်ထန့်တွေ့ဆုံမေးမြန်းမှုမှာချင်းညင်အောင်ဖွဲ့ဝင်ချင်းမျိုးသားအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူစလိုင်းတင်မီကလိုအပ်လို့ရှိရင် နေပြည်တော်အထူးလည်းကျွန်တော်တို့ချီတက်သွားဖို့ဖြစ်ပါမယ်လို့အသိပေးပြောဆိုခဲ့ပါတယ်စလိုင်းတင်မီကစကိုင်းရောဒေတာမကွေအစရှိတဲ့အညာဒေတာမှလူငယ်ရဲဘော်များတောင်မော်ဒေတာကိုလာရောက်ပြီး တပ်ကိုပဓာနာမချပဲဖလန်းမြို့လွတ်မြောက်ရေးတိုက်ပွဲမှာပါဝင်ကူညီခဲ့တာက2021ຫນွေဥတော်လိုင်းရဲ့ထူးခြားမှုဖြစ်တယ်လို့ပြောပြပါရယ်။ချင်းညီနောင်နေလဲချင်းပြည်နယ်နဲ့ထိစပ်နေတဲ့သခိုင်းရော့ဒေတာမကွေးနဲ့ရခိုင်ပြည်နယ်တို့မှာကောင်းမွန်တဲ့အိမ်နီးချင်းတွေပိုင်ဆိုင်နေတာကြောင့်အဲ့ဒီဒေတာတွေမှာရှိကြတဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းသွားမှာဖြစ်တယ်လို့ဆိုပါရယ်။ လိုအပ်လို့ရှိရင်အညာဒေတာမှလည်းချင်းညီနောင်ရဲဘော်တွေကိုလွှတ်ပေးသွားမှာဖြစ်ပြီးမြန်မာနိုင်ငံပြည်ထောင်စုကြီးအစ်စ်ကြီးပြန်လည်ပြစ်ပေါ်လာအောင်ခြာရခန္ဓာကနေဆောင်ရွက်သွားဖို့တနိဋ္ဌာန်ချထားတာရှိတယ်လို့ဆက်ပြောပါရယ်အညာဒေသမှာရှိတဲ့လက်နက်ကင်တွေလည်းတောင်ပေါ်မှာတိုက်တာပဲ၊ဘယ်နေရာမဆိုတိုက်တာပဲ။ပြည်သူတွေကိုပြောချင်တာကတော့2021ကပေါ်ပေါက်လာတဲ့တော်လိုင်းပြည်သူတွေရဲ့ပါဝင်မှုအသေးအပွင့်တွေက2024-2025မှာမြင်နေရပြီလို့ဆလိုင်းတယ်မီကပြောပါရယ်။ ချင်းညီနောင်ပါဝင်တိုင်းရင်းသားတွန်လင်းတက်များကလည်းတိုင်းရင်းသားဒေသများရင်းသားမကလိုအပ်တဲ့အနေရများကိုဆက်လက်ချီတက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီးလိုအပ်ရင်နေပြည်တော်အထိလည်းချီတက်နိုင်ကြောင်းဒီပေပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးဗုဒ္ဓလင်းမြို့နယ်အောင်သာရွာကိုစစ်တပ်ကတကြံအကျိုးနဲ့ညနေပိုင်းတွင်ဝင်ရောက်စီးနှင်မိမိရှုကပြည်သူများကိုလူသားတိုင်းဖြစ်ဖမ်းဆီးသွားဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဗုဒ္ဓလင်းမြို့နယ်အောင်သာရွာကိုအကြမ်းဖက်စစ်တပ်ကတကြံအကျိုးနဲ့ညနေပိုင်းတွင်ဝင်ရောက်စီးနှင်မိရှုပြီးပြည်သူများကိုလူသားတိုင်းဖြစ်ဖမ်းဆီး ေသွားကြောင်းဘူတလင်မိုဘိုင်းတင် PMD ဘူတလင်မြို့နယ်ရွေးရှားစစ်ကြောမှတောင်းရှိသူတို့ကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည်ဧပြီလ23ရက်ညနေ9:23မိနစ်ခန့်တွင်ဘူတလင်မြို့နယ်အောင်သာရွာကိုအချမ်းဘက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးနေအိမ်များကိုမီးရှို့ဖျက်ဆီးကပြည်သူများကိုလူသားတိုင်းဖြစ်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်အကြံဖက်စစ်တပ်အီမီရှိုဖျက်ဆီးမှုကြောင့်ဂျေးရွာတွင်ရှိနေစိန်လုံးချော်မီလောင်ပြကြခဲ့ပြီးဂျေးရွာနေပြည်သူများကိုလည်းဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရှိရသည်။ ညနေ9:00နာရီလောက်ကရွာကိုဝင်စီပြီးမိရှုသွားတာပါနေစိတ်လုံးလုံးမိတဲ့ပါသွားပါတယ်ပြည်သူတွေထိခိုက်မှုတော့မကြသေးဘူးပြည်သူတွေကိုလူသားအတိုင်းတစားကန်အဖြစ်ဖမ်းသွားတယ်ပြည်သူဘယ်နဲ့ဖမ်းဆီးခံရရဲဆိုတာမသိရသေးဘူးဟုဘူးတလင်မိုဘိုင်းတင် MBD ဘူးတလင်မြို့နယ်ရွေးရှားစစ်ကြောင်းမှာတာဝန်ရှိသူတို့ကပြောဆိုသည်အဆိုပါအစံဘက်စစ်တပ်စစ်ကြောင်းတွေပြည်သူပိုင်းနေအများကိုမိရှုဖျက်ဆီးပြီးနောက်နမခဌာနချုပ်ဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ပခုတ်ကူမြို့နယ်စိုးရင်းကျေးရွာကိုစစ်တပ်ကဝိုင်းပတ်ပိတ်ဆို့ကစစ်မှုထမ်းခိုင်းရင်လူငယ်30ခန့်ကိုဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေတိုင်းပခုတ်ကူမြို့နယ်စိုရင်းကျေးရွာကိုစစ်တပ်ကဝိုင်းပတ်ပိတ်ဆို့ကစစ်မှုထံငရဲလူငယ်30ခန်းကိုဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရသောလူငယ်များ၏ဆွေမျိုးမိဘများကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်ဧပြီလ17ရက်နေ့ညနေ3နာရီခန့်ချိန်ပခုတ်ကူမြို့နယ်ပခုတ်ကူမြို့အတွင်းရှိစိုရင်းကျေးရွာကိုအကြံဖက်စစ်ကောင်စီတပ်ကအင်အားလုံးရင်ဖြင့်ပိတ်ဆို့ဝင်ရောက်ကကျေးရွာနှင့်အသက်ဆက်ရှင်တွေပြေးပြီးသူလူငယ်30ခန်းကိုတိုင်တက်တိုင်စင်ရှာဖွေကဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းအချို့မှကျေး ရွာတွင်ပြောင်းဝင်ရခြင်းမရှိသေးဘဲတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရှိရသည်။ ဆိုရင်းရွာကမနေ့ကဝင်မေးတာသူတို့ကရွာကိုပပက်လဲဝိုင်းထားပြီးရှာတာအပြဝတ်တွေနဲ့အသက်18နှစ်ပြည့်ပြီးတဲ့လူငယ်တွေတအိမ်တက်တအိမ်တယောက်ဆွဲခေါ်သွားတာအိမ်ထဲအထိဝင်ရှာတယ်တချို့ထွက်ပြေးနိုင်တဲ့သူတွေပဲလွတ်တာအိမ်ထဲမှာတွေ့တဲ့လူငယ်တွေကိုတပင်တပင်အောက်မှဆူထားပြီးမှခေါ်သွားတာစမှုထမ်းမှုလူလူတို့တဲ့ဟုဒေသပြည်သူတို့ကပြောကြတယ်အကြံဘက်စစ်တပ်ကဝိုင်းဘက်ပိတ်ဆို့ကလူငယ်များဖမ်းဆီးခံနိုင်ရသည့်ဆိုရင်းချေရွာတွေပခုတ်ကိုမျိုးအနီးတွင်တည်ရှိပြီးထွက်ပြေးနေကြတဲ့ပြည်သူများမှာ 7နှစ်အထိပြန်လည်ဝင်ရောက်ရည်ကျင်းမရှိသေးကြောင်းသိရသည်။အကြံပေးစစ်တပ်ကယခုတကြံကာလအပြီးဖွင့်လင်းမည့်စစ်မှုထမ်းအပတ်စဉ်စနေအတွက်လူငယ်များကိုစင်ခေါ်ခြင်းဖမ်းဆီးခြင်းများလှုပ်ဆောင်နေကြောင်းရန်ကုန်ခေတ်သစ်တရင်ဌာနကစုံစမ်းသိရှိရသည်။နေတန်တော်ကြီးနဲ့ရေတာရှိတို့တွင်33ရက်ကြာတိုက်ပွဲဖြစ်ပြီးဒုတရင်မှုတိန်တန်းအပါဝင်7098ဦးသေဆုံးပြီး3ဦးအလင်းဝင်တိုက်ပွဲတွင်စစ်တိတ်၄ချောင်းဖြင့်မှားယွင်းပစ်ခတ်မှုကြောင့်သေဆုံးသူများပြားခဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်နဲ့ပဲခူးတိုင်းရေတာရှိမြို့နယ်တို့တွင်33ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးဒုတရင်မှုတိန်တန်းအပောင်းဝင်7088ဦးသေဆုံးပြီး73အလင်းဝင်ရောက်ခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားသည်ဇန်နဝါရီလ29ရက်တွင်တန်တောင်ကြီးမြို့နယ်ရှမ်းလေပြင်းစစ်ကောင်စီတပ်ခန်းကိုတော်လရင်ပူပေါင်းတပ်ဖွဲ့မှပိတ်ဆို့ထားခဲ့ရာဖေဖော်ဝါရီလ9ရက်နေ့တွင်ကြေကရောစစ်ကောင်စီတပ်ခန်းမှရှမ်းလေပြင်းတပ်ခန်းသို့အင်အား30ကျော်ပါစစ်ကိုစစ်ကြောင်းထွက်လာသည်ဖြင့်နေပြည်တော်တိုင်းစစ် စ်ဌာနချုပ်တရင်ရှိရာကြောင့် KNL တပ်မှနေအထူးတရင် KNDO တပ်ခွဲလေးတို့ဂျားပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်